မင်္ဂလာပါအိမ်နောက်ဖေးဈေးဆိုင်တဲလို့ရတဲ့မီနီဂါဒန်လေးတစ်ခုလည်းပါရှိသလိုအိမ်ရှိမျက်နှာစာမှာလည်း less cabin လှလှလေးနဲ့ car parking တွေထည့်သွင်းတည်ဆောက်ထားတဲ့ကျွန်တော်နောက်က RC တထပ်တိုက်လေးတစ်လုံးကိုကျွန်တော်ကဒီနေ့ချက်သိန်း2900ညှိနှိုင်းဈေးလေးနဲ့ကျွန်တော်မိတ်ဆွေတွေကိုရောင်းချပေးမှာဖြစ်လို့ဒီဘလော်လေးကိုအဆုံးထိကြည့်သွားဖို့ဖိတ်ခေါ်ပါရစေ။ဟုတ်ကဲ့ကျွန်တော် SMD ကိုကြော်ပါ။ ဟုတ်ကဲ့ဒါဒီအိမ်လေးอ่ะဆိုရင်အိမ်ရှိမျက်နှာစာလမ်းကလည်းဒါကာနစီကောင်းကောင်းရှောင်လို့ရတယ်ပေး20ကျော်လောက်ကျယ်ဝန်းတဲ့လမ်းမကြီးပေါ်လဲမေးတင်ထားသလိုဒါ online လေးကလည်းလှတယ်တမန်းနေလည်းအကုန်ပါပြီးသားဖြစ်တယ်35 100မှာတီဆောက်ထားတယ်ကျွန်တော်တော့ကဒီမြင်းနေရတယ် second home လေးတစ်လုံးကိုကျွန်တော်ကဒီနေ့ရောင်းချပေးมาဖြစ်တယ်ဒါတီနီယာအနေနဲ့ကတော့ဒါပြင်းလင်မြို့ရဲ့ရက်ွက်ကြီးစက်ခွန်အနီးစခန်းမှာတီရှိပြီးတော့မန်လေးလာရှိုးလမ်းမကြီးကနေငွေပင်လဲလမ်းမကြီးတိုင်း နှစ်မိနစ်လောက်လေးဝင်လာုံနဲ့ရောက်ရှိမဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါအိမ်ထဲကိုဝင်လိုက်တာနဲ့ပထမဆုံးကားပါကင်အေရိယာနဲ့ landscaping ကိုမြင်တွေ့ရမှာဖြစ်တယ်ဒါ landscaping ဘိုင်းလေးကလည်းတော်တော်လေးလှလှပပလေးနဲ့ဒီဘက်မှာဒါမြက်ခင်းလေးတွေရောနှင်းစီပန်းပင်လေးတွေရောအားလုံးထည့်သွင်းတိဆောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်ခင်ဗျာဒါဒီဘက်ချမ်းမှာဆိုရင်တော့ဒါကျွန်တော်တို့ဒါရေရင်းတွေအုတ်ကံတွေအကုန်ထည့်သွင်းပြီးသားအိမ်လေးတစ်လုံးဖြစ်တဲ့ရင်မီးအစုံလေးနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာ အိမ်ရှိမှာဆိုရင်လည်းဒါဒီမှာပလန်းပေါက်လေးတွေပန်းအိုးလေးတွေနဲ့ဒါတော်တော်လေးလှလှပပဖွဲ့စည်းထားတဲ့အိမ်လေးဖြစ်တယ်ဒီမှာလည်းဝရဏာပေါ့နော်ဝရဏာအိရိယာစပေးကလည်းဒေဘယ်တဝိုင်းကောင်းကောင်းချလို့ရတယ်အိရိယာစပေးလေးတစ်ခုဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်အိမ်ထဲကိုကျွန်တော်မိတ်ဆွေတွေလိုက်ပြပေးမယ်။ဒီအိမ်လေးထဲကိုဝင်ဝင်ချင်းမဲ့ပထမဆုံးရောက်ရှိတာကတော့ဒါ living room အခန်းကျယ်ဖြစ်တယ်။ living room area space ကလည်းကျွန်တော်ဒါဆို15ပေ20လောက်ကျယ်ဝန်းတဲ့ living room area space ဖြစ်တယ်။ ဒါဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒါဖျားចောင်းဆောင်လေးနဲ့ဖျားကန်းလေးကိုတွေ့ရှိရမှာဖြစ်တယ်ဒီဖျားကန်းလေးကိုတော့ဒီမှာ partition လေးလုပ်မယ်ဆိုလဲလုပ်လို့ရတဲ့အနေအထားလေးရှိတယ်စီလင် height ကတော့ထုံးစံတိုင်းပဲကျွန်တော်ဒါ setup ပြီး72ပေလောက်မြင့်မယ်စီလင် height ဖြစ်ပါတယ်ခင်ဗျာဒါမီဆိုင်လေးတွေနဲ့ညနေချက်ဒီဇိုင်းလေးရလဲတော်တော်လေးလှတဲ့အနေအထားလေးရှိတယ်ဒီအိမ်လေးရဲ့အာသာချက်ကကျွန်တော်ဒါအလဲလျှောက်လန်းပေါ့နော်အလဲလျှောက်လန်းတာဆို9ပေ အ ਨੇ ဆုံးကျယ်ဝန်းမဲ့ရှောင်းလန်းဖြစ်တယ်ကျွန်တော်အိတ်ခန်းတွေကိုဘယ်ညာနှစ်ဖက်ဖွဲ့စည်းထားတယ်ဒါကတော့ကျွန်တော်တို့ဒါဒီအိမ်ရဲ့ main master bedroom ဖြစ်ပါတယ်ဒီ main master bedroom ကလည်းကျွန်တော်တို့ဒါဆို73ပေ78ပေလောက်ကျယ်ဝန်းမဲ့ main master bedroom လေးဖြစ်တယ်ကျွန်တော် master bedroom ဆိုတဲ့အတိုင်းပဲရေချိုးခန်းအိမ်သာအလုံးပါရှိပြီးသားဖြစ်တယ်ဒီမှာ basin တွေရောကျွန်တော်တို့ဒါ shower တွေရောအကုန်လုံးတက်ပြီးသားဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ကျွန်တော်ဒီမှာ single baron တစ်ခန်းရှိမယ်။ဒါ main master baron နဲ့ညနေချင်းတိုင်းမှာ single baron ဖြစ်မယ်။ဒီ single baron ကလည်းကျွန်တော်တို့ဒါ7ပေ12ပေလောက်ကျယ်ဝန်းမဲ့ single baron လေးဖြစ်တယ်။ဒီဘက်မှာလည်းကျွန်တော်တို့ဒါ single baron လေးတစ်ခန်းရှိပါမယ်။ single baron ကလည်းကျွန်တော်တို့ဒါ7ပေပတ်လည်လောက်လေးရှိမယ်။နောက်ထပ်ကျွန်တော်ဒီရှောက်လန်းကနေနောက်ကိုသွားလိုက်တာနဲ့ဒါဆို dining kitchen room ရောက်မယ်ဒီမှာ။ ဒါတော့ kitchen room area လေးဖြစ်တယ်ဒီဘက်မှာတော့ဒါဒီအိမ်လေးရဲ့ဘုံရေချိုးကားအိမ်သာဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်ဒီ dining and kitchen room ကနေအိမ်နောက်ဖေးကိုထွက်လိုက်တာနဲ့ကျွန်တော်ဆော့ဆော့ကပြောတဲ့အိမ်နောက်ဖေးဈေးဆိုင်တည်လို့ရတဲ့ mini garden လေး area တခုကိုကျွန်တော်မိတ်ဆွေတွေဒါရောက်ရှိမယ်တော်တော်လေး area space ရလဲကျန်သေးတယ်ဒီပင်စားပင်ဘာမင်းအစုံလင်ပေါ့စိုက်ပြိုးလို့ရတဲ့မြေပိုစပေးရလဲတော်တော်လေးကြံရှိနေတာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ်ဒါကတော့ကျွန်တော်ပြင်းလွင်မြို့ရဲ့ရှာရှာပါပါ မကြီးပင်ပေါ့နော်ဘီယုန်လေးမှာမကြီးပင်ဆိုတာတော်တော်လေးရှားတဲ့အနေထားလေးရှိရဒီမှာတော့ဒါမကြီးပင်လေးတစ်ပင်ပါမယ်ဟုတ်ကဲ့ဒီအိမ်လေးอ่ะဆိုရင်ဒါကျွန်တော်တို့ပေ30နဲ့5ပေပေ100ပေါ်မှာတီဆောက်ထားတယ် ပြုံးလင်မျိုးရဲ့အနီးစကန်းမှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်။မာဆာဗရုံတခန်း၊စင်ကယ်ဗရုံနှစ်ခန်းနဲ့တားစုတစုကောင်းကောင်းနေထိုင်လို့ရတဲ့အနေအထားလေးလည်းဖြစ်တယ်။ဒီအိမ်လေးရဲ့အလဲရလည်းကျွန်တော်တို့ဒါမြောက်ဖက်အလဲဖြစ်တယ်။ကျွန်တော်မိတ်ဆွေတွေဒီအိမ်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျပ်သိန်း2900ကိုကျွန်တော်တို့ရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲ။ပိုင်ရှင်နဲ့တိုက်ရိုက်တွေ့ဆုံညှိနှိုင်းပြီးတော့ ရောင်းချပေးမှာဖြစ်လို့ယခုလိုမျိုးပြည်ဦးလင်မြို့အနီးစခန်းမှာကျွန်တော်မိတ်ဆွေတွေစကန်ဟုံးတစ်လုံးလိုက်ရှာနေတယ်ဆိုရင်တော့ကျွန်တော်ရဖုန်းနံပါတ်399 986 9648ကိုဆက်သွင်းနိုင်တယ်လို့399 0905 2924ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ